ကျမဒီနေ့အလုံးမလုံးလို့လဲကျမဘာမှမဖြစ်ဘူးကျမဒီမဲပေးချင်တာလေအယံကိုပေးချင်နေတာအဲကျမအယံပီတိဖြစ်တယ်မဲပေးခဲရလို့အယံဝမ်းတာတယ်ဗောနော်ခုမြင်တွေ့နေရတာကတော့ထိုင်းနိုင်ငံချင်းမိုင်မြို့ကမြန်မာကောင်စစ်ဝင်ရောက်ပါရုံထဲမှာတော့အာနာသိန်းစစ်တပ်ကလုတ်တဲ့ရွေးကောက်ပွဲအတွက်ကျွတ်တင်မဲတွေကိုကောက်ခံနေပါဗျ သူတင်မဲကိုဒီဇင်ဘာ၁ရက်နေ့ကနေ၄ရက်နေ့အထိလာပေးနိုင်တယ်လို့ကောင်စစ်ဝင်ရုံးကကြေညာထားပေမဲ့သူတင်မဲလာပေးသူကတော့မရှိသလောက်နည်းနေတာကိုတွေ့မြင်ရပါတယ်။2020ရွေးကောက်ပွဲကာလကထိုင်းရောက်မြန်မာပြည်သူတွေဟာလည်းကိုဗစ်ကပ်ရောဂါကြားကနေပြီးတော့မတ်တွေတက်ပြီးလာပေးခဲ့ကြပါတယ်။သူတင်မဲပေးသူတွေများလို့ကောင်စစ်ဝင်ရုံးရှိလမ်းမမှာပါမဲယုံထိုးပြီးတော့ပေးခဲ့ရတာပါ။ အခုလက်ရှိမြင်ကွင်းမှာတော့ပေါင်စစ်ဝင်အယုံရှိမှာမဲယုံမရှိသလိုမျိုးဂျုံထဲမှာလှုပ်တဲ့နေရာမှာလည်းခုံလွတ်တွေကိုပဲတွေ့ရပြီးတော့နေပေသူကတဦးစားနှစ်ဦးစားပဲတွေ့ရတာပါ ကောင်စစ်ဝင်ယုံနဲ့ဝင်ထွက်နေသူတဦးကတော့လာပေးသူတွေကလည်းစစ်တပ်နဲ့ပတ်သက်ဆက်နွယ်နေသူတွေလောက်ပဲရှိတယ်လို့ဆိုပါရယ်2020လုံးကမဲပေးမဲ့သူတွေများလွန်းလို့ကောင်စစ်ဝင်ယုံအတွင်းနေမကဘူးယုံရှိက လမ်းမမှာပါရိတ်ထိုးပြီးတော့လုခဲ့ရတာ အခုကယုံနေမှာပဲအချင်းချင်းနှုတ်တယ်ဒါတောင်ကောင်းစစ်ဝင်ယုံနေကလူအချင်းချင်းပဲထဲ့နေကြတာလောက်ပဲအပြင်ကလာပေးမဲ့သူမရှိတလောက်ကိုဖြစ်နေတာလာတဲ့သူကလည်းတက်နဲ့ဆက်နွယ်ပတ်သက်တဲ့သူနဲ့စီးပွားရေးရပတ်သက်သူတချို့လောက်ပါပဲရွှေပြောင်းလုပ်သားနဲ့ចောင်းသားတွေလာမပြီးကြဘူးမြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ချန်နိုင်းအင်သားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ပါဝင်ခဲ့တဲ့2020ရွေးကောက်ပွဲတော့ကတော့ ထိုင်းရောက်မြန်မာပြည်သူတွေဟာဒီကောင်စစ်ဝင်ရုံးမှာပဲကိုဗစ်ကပ်ရောဂါအနေရဲ့ကြားမှာမတ်တွေတက်ပြီးတော့ကြိတ်ကြိတ်တိုးကြိုတင်မဲကိုပေးခဲ့ကြတာပါ2025ဇူလိုင်10ရက်နေ့ကထုတ်ပြန်ချက်အရချင်းမိုင်မြို့မှာရွှေပြောင်းမြန်မာအလုပ်သမားဥယေဟာအယောက်တသိန်း3000ကျော်ရှိတယ်လို့ထိုင်းလာဝကရဲ့အချက်အလက်တွေကိုကိုးကားပြီးချင်းမိုင် news သတင်းကဖော်ပြထားပါတယ်ချင်းမိုင်ခရိုင်အတွင်းမှာ မြန်မာနိုင်ငံသားတွေတိတ်နဲ့ချီရှိနေပေမဲ့ကြိုတင်မဲလာရောက်မပေးကြတာဟာအာနာသိန်းစစ်တပ်ကိုမကြိုက်လို့မပေးတာလို့တုံ့ပြန်ကြပါဗျ။မပေးဖြစ်ဘူးဒီနေ့ကလည်းတစ်ဖက်တည်းဖြစ်နေတော့ကိုရောမပေးတော့ဘူးလေအဲ့လိုဖြစ်။အဲကျွန်တော်တို့ထောက်ကလည်းပါတီကပေါ့နော်ပါတီရဲ့ခေါင်းဆောင်တွေရောတော့အားလုံးပေါ့တော်တော်များများကိုဖန်ချုပ်ထားတာတွေဖုံးအောင်ထားတာတွေရှိတယ်။နောက်ပြီးတော့ကျွန်တော်တို့ကဒီကိုနဲ့တက်တဲ့ပါတီကို ူတိုက်တဲ့ပါစီကမပါဘူးနေဗျာမပါတော့ဘူးကျွန်တော်တို့ကြားသိနေရတွေ့ရတယ်ဆိုဆိုတော့ကျွန်တော်သိရတာကဟိုမဲပြီးခိုင်းမဲသူတို့မဲသူတို့ဘဲဆွေးတယ်သူတို့ကတော့တပါလီတဲပြိုင်နေတယ်လို့ထင်တယ်အဲ့ဒါကြောင့်ပြီးမှလည်းပြီးလို့ရှိရင်ဘာမှအသေးစိတ်ရှိမှာမဟုတ်ဘူးဆိုပြီးကျွန်တော်မပြီးတော့2020ရွေးကောက်ပွဲကာလတုန်းကတော့နိုင်ငံတကာကိုရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေဟာ သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့မြန်မာတန်ယုံတွေရှိမှာကိုဗစ်အန္တရာယ်ကြားလဲထွက်ပေးခဲ့ကြတာဖြစ်ပါတယ်။အထုနိုင်ငံတွေမှာဆိုရင်မြန်မာနိုင်ငံသားတွေဟာမြန်မာတန်ယုံတွေရဲ့ရှိမှာကြိုတင်မဲပေးဖို့ညအိပ်ပြီးတော့စောင့်နေကြရတာဖြစ်ပါတယ်။